င်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှာကြိုဆိုလိုက်ပါရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံအနောက်ဆုံးရသတင်းထူးထင်အုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရှင်။အခုတကပြမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကြောက်ကြီးရှိစစ်စကန်6ခုကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်တပ်ဘက်မှဒုတက်ရင်မောပါဝင်စစ်သား20ကျော်သေဆုံးလက်နက်30ကျော်နဲ့ခဲယမ်းများစစ်သုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိဆိုတဲ့တရင်ပဲဖြစ်ပါရှင်။ ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ရှိစစ်တပ်စခန်6ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်တပ်ဘက်မှဒုတရင်မောပါဝင်စစ်သား20ကျော်သေဆုံးလက်နက်30ကျော်နဲ့ခဲယမ်းများ73ပစ္စည်းများသိမ်းဆည်းရရှိကြောင်းတောင်ဝိုင်းတိုင်းစစ်ဒေသမှတောင်ဝင်ရှိသူတို့ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် ဧရလ28ရက်နေ့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်အတွင်းရှိကျုံကုန်းရင်တိုက်ကုန်းတောင်စုရံမြို့အောင်တမခေါ်ကြည်ရွာများအပဝင် နောင်ကုန်းတရာတို့တွင်ထိုင်ချတက်ဆွဲထားသည့်စက်ကောက်စီတက်စကန်များကိုအမှတ်နှစ်ဆက်စင်ရင်းနေမြေကုတ်ကဲမှုအောင်ရှိတက်များနဲ့ကရင်မျိုးသားလွတ်မြောက်ရေးတက်မရော KNL ပူပေါင်းတက်များကတပြိုင်တည်းတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းသိရှိရသည် အဆိုပါတိုက်ပွဲများတွင်စစ်ကောင်စီတပ်မှဒုတိယတရင်မှုအပအဝင်စစ်သား20ကျော်သေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိကဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်းတိုက်ပွဲတွင်လက်နက်ကြီးလက်နက်ငယ်မျိုးစုံ30ကျော်နှင့်ခဲယံများ73ပစ္စည်းအများများကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်အဆိုပါစစ်စင်ရေးကိုပြည်သူ့ကော်မတီတမရ PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနဘက်ကဖြူဟာ24ဖြူဟာ25အမှတ်ခွန်ရှစ်393တရင်အလောင်းဝကစစ်ကြောင်းအမှတ်3933တရင်ငကနေစစ်ကြောင်း န်ကုန်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့သုံး ARI အမှတ်3တရင် အမှတ်303ညနဲ့တရင်အထူးကွန်မန်ဒိုတရင် Spring Warrior Colon အမှတ်1395 drone ထိုးတပ်ဖွဲ့ PUA 25 26 drone တပ်ဖွဲ့တိုင်းလက်နက်ကြီးတပ်ဖွဲ့နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်ရှိတရင်ကိုတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသည်။ ဆလဘေခမရ349တရင်မိုးညောင်လေးပင်မြို့နယ်တိုက်ပွဲတွင်ဒရုန်းထိမှန်သေးဆုံးဟုဖန်စီခန့်ပြူကောင်းဆောင်ပြောဆိုတဲ့ငုံတင်ဆက်ပေးပါမယ်ရှင်။တမန်နိုင်စစ်ဌာနချုပ်တပ်ပခလက်အောက်ခံခမရ349တရင်မိုးသည်ပဲခူးတိုင်းညောင်လေးပင်မြို့နယ်တိုက်ပွဲတွင်ဒရုန်းထိမှန်သေးဆုံးခဲ့ကြောင်းအမှတ်နှစ်စစ်ဒေသကဖမ်းမိသည့်ပြူစောတိကောင်းဆောင်လိုင်မင်းကပြောသည်2024 August ညောင်လေးပင်မြို့နယ်ရေပြူကန်ကျေးရွာ၌လာရောက်တပ်ဆွဲစဉ်ခမရ349တရင်မိုးနေထိုင်သည့်နေအိမ်မှဒရုန်းချတိုက်ခိုက်ခံရမှု အတွင်သိဆုံးခဲ့ခြင်းဖြစ်သည်ဟုလှိုင်းမင်းကပြောသည်။ထို့ပြင်ကမ္မရ349တရင်မှအတူတက်ချက် အပါအဝင်၄ဦးနှင့်ပြူစောတိငါဦးလေဒရုန်းထိမှန်တရန်ရခဲ့သည်ဟုဆိုသည်။တရင်မှုသိဆုံးခဲ့သည့်ဖြစ်စေကြောင့်ဒုတရင်မှုသည် BA100 အမျိုးအစားလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းရေပြူကန်ရွာရှိအနေအများမီးရှို့ဖျက်ဆီးရန်ခိုင်းစေကြောင်းထွက်ဆိုသည်။ရှာပန်လေရင်လည်းတိုင်မိုင်းနေမိုင်းများကိုထောင်းခိုင်းခဲ့ကြောင်းထွက်ဆိုသည်။ တင်ဝင်းထုံးလို့ခေါ်ရင်သူစရာအလိုချအရမလားဆိုပြီးတနက်ဖောက်တဲ့သတင်းပို့တဲ့ဒရုန်းတွေနဲ့လာချခံနေရပြီဆိုပြီးရွာနာမှလည်းရန်သူတွေဝိုင်းနေပြီဆိုပြီးတော့လက်နက်ကြီးနဲ့ပြစ်တော့ရွာသားတွေလည်းတည်တယ်နောက်တနေ့တော့ရွာသားတွေတယောက်မကြမ်းထုတ်ခိုင်းနေဒီမှာတယောက်မှနေလို့မရဘူးဆိုပြီးရွာကိုခါလိုက်တာပေါ့ကြောက်သွားတဲ့တရင်မှုကိုထုတ်ပြီးနှစ်ရက်လောက်နေတော့မိုင်းနေခင်းနေဦးလိုင်းမင်းကပြောသည်ထို့နောက်တရင်မှုတိတ်ဆုံးသွားသည့်ခါလိုက်ရ349တရင်နေရာကိုစက်တင်ဘာ10ရက်တွင်ခါလိုက်ရ59တရင်ဖြင့်အစားထိုးခဲ့ကြောင်း၎င်းကဆက်ပြော ောသည်ခလာရ59တရင်ကလည်းစက်တင်ဘာ28ရက်မှ29ရက်အထိ3ရက်ဒရုန်းဖြင့်တိုက်ခိုက်ခံရကစစ်ကောင်စီတပ်သားတို့ရဲတပ်သေးဆုံးပြီးပြူစောတိတုဒဏ်ရာရသည်ဟုဆိုသည်2024နိုဝင်ဘာတတိယပတ်တွင်တိုင်အိုမြို့ခြေဆိုင်ခမာရ440တရင်မှအထမစုဆောင်ခံရသည့်တပ်သားတက်400ခန်းကိုတရုံမြို့သို့ပို့ဆောင်ခဲ့ရာလမ်းလိုက်တိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်သား3သေဆုံးကြောင်း၎င်းကဆိုသည် ယခုနှစ်ဇန်နဝါရီ15ရက်ကလည်းမုတ်ခမူကြေးရွာတိုက်ပွဲတွင်ဂျေးရွာပြူစောတီမင်းအောင်နှင့်ခမရ20တရင်မှာတက်ကြက်ကြီးမြင်းနိုင်တိဆုံကဘန်ကငါလုံးမီလောင်ပြက်စီးခဲ့ကြောင်းလှိုင်းမင်းကထွက်ဆိုသည်ဇန်နဝါရီ18ရက်ကညောင်လေးပင်မြို့နယ်အင်းဝိုင်းနှင့်ပဇွန်မြောင်ကြေးရွာသာထီတွေ့မှုတွင်ခမရရှိမှတက်ကြက်ကြီးဆန်းအောင်အပါဝင်တပ်သားတို့နေမြေကန်ရဲတပ်သားနှင့်ဦးနှင့်ရဲတပ်သားဤစနေတို့တို့သည်နေရာ၌တိဆုံကြောင်း၎င်းကပြောသည် ဖေဖော်ဝါရီလကဆယ်တလဲရွာတိုက်ပွဲတွင်လေခလာရ20တရင်မှတပ်သားတို့ဒေသုံက9ဦးတရရရှိခဲ့ကြောင်း၎င်းကပြောသည်ပဲခူးတိုင်းကြောင်လေးပင်မြို့နယ်ရင်းစကောင်းစီအီခမရ20ခမရ984တရင်နဲ့ ခလာရ50တဲ့တရင်တို့သည်ပြည်သူများအားအစိုးရပြုံလိုက်တပ်ဖြတ်မှုများကျူးလွန်ခဲ့ကြောင်းအမှန်နှင့်စစ်ဒေသဖမ်းဆီးထားသောညောင်လီပိမြို့နယ်မှပြူစော်ဒီကောင်ဆောင်လိုင်းမင်းကထွက်ဆိုလာသည်ပြူစော်ဒီကောင်ဆောင်လိုင်းမင်းသည်၎င်း၏မိသားစုဝင်များနှင့်အတူမွန်ပြည်နှင့်ကြိုက်တိုမြို့နယ်ကင်မွန်ချောင်းကျေးရွာကြိုက်ဒီယိုတောင်ကျေးရှိကရက်ချောင်းရေတံခွန်၌ရေကစားနေစဉ်ဧပြီလ15ရက်တွင်တွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုတောင်မိုင်းနိုင်စစ်ဒေသစစ်စီရင်နေမြစ်တွင်အမှန်နှင့်ဆက်ခွန်စစ်ပြူဝါတောင်ငန်ကိုအင်းမင်းထွန်းကလူရုံးຫນွေဦးတို့ပြောသည်ပြူစော်ဒီကောင်ဆောင်လိုင်းမင်းထွက် ဆိုချက်ကိုအမှတ်29စက်ပြူအောင်အမှတ်နှစ်စစ်ဒေသခွဲကရမန်နေမေလာနေ့ရက်တွင်ထုတ်ပြန်ခြင်းဖြစ်သည်2023မှယခု2025ဖေဖော်ဝါရီလပိုင်းထိမြောင်းလေးပင်မြို့နယ်တွင်ခမာယာ20ခလာယာ51နှင့်ခမာယာ984တရင်အပြင်ခမာယာ349ခလာယာ350ခလာယာ440နှင့်ခမာယာ8တရင်တို့ကလည်းဒေသခံများတက်ပြက်ရာတွင်ပါဝင်ခဲ့သည်ဟုပြူစောတိကဆောင်းလိုင်းမင်းကဖွင့်ဟသည် ၎င်း၏ထွက်ဆိုချက်များအရစိုးလိုက်ပြုံလိုက်တက်ပြတ်မှုတွင်ခမရ20တရင်မှဘုံမှုနေလင်ဖိုးကြီးကျော်စွာလင်းနှင့်ဖိုးကြီးစော်မျိုးတို့ပြင်ခလာရ59တရင်မှဖိုးကြီးချစ်ကိုဝင်းတို့ကအဓိကကျူးလွန်တဲ့အကြောင်းအသိပေးသည်ရခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စက်ကောင်စီနဲ့ဆွေးနွေးပွဲပြက်ပြဲကြောင်း TNL ကသတင်းထုတ်ပြန်ပြီးနောက်မိုးကုတ်အရှေ့ပိုင်းနဲ့အနောက်ပိုင်းကိုစစ်တပ်ကတိုက်လေများဖြင့်ညချိန်ပုံချိတ်ချဆွေးနွေးနေပေဖြစ်ပါရှင်။ တရုတ်နိုင်ငံကုမင်းမျိုးရင်းစစ်ကောင်စီနှင့်ဆွေးနွေးပွဲပြက်ပြဲကြောင်း TNL ကသတင်းထုတ်ပြန်ပြီးနောက် TNL ကသိမ်းပိုက်ထားသောမိုးကုတ်အရှိပိုင်းနှင့်အနောက်ပိုင်းတိုက်လေရင်ဖြင့်ညအချိန်ပုံများကျဲချကြောင်းမိုးကုတ်မြို့မှ PDF သတင်းရင်းမြစ်ကပြောဆိုသည်ရှမန်နေမေလာ၂ရက်နေ့ည7:48မိနစ်အချိန် TNL ကတင်ပိုက်ထားသောမိုးကုတ်မြို့နယ်အနောက်ပိုင်းနှင့်အရှေ့ပိုင်းတို့ကိုလေကြောင်းတိုက်ခိုက်မှု၂ချိန်လုံဆောင်ခဲ့ကြောင်းလူထိခိုက်မှုမရှိဘဲနေအိမ်နှင့်အဆောက်အုံချို့ထိခိုက်မှုရှိကြောင်းသိရှိရသည်။ မိုးကုတ်နောက်ပိုင်းအိုရင်ဓမာယုံရှိတဲ့ဖျားကန်တတဲ့ဘုံကြားတယ်လူထိခိုက်မရှိပါဘူးဘေးပတ်ဝန်းကျင်အဆောက်အုံတွေတော့ထိခိုက်တယ်နောက်ပြီးမိုးကုတ်ရှေ့ပိုင်းဗမွန်ရွာကိုဘုံတလုံးကြားတယ်နှစ်နေရာစလုံးလူထိခိုက်မှုမရှိဘူးဟုမိုးကုတ်မြို့မှ PDF တရင်ရင်မြကရှင်းပြသည်မိုးကုတ်မြို့မှပြည်သူတို့ကလည်းမိုးကုတ်ရှေးပိုင်းကိုအနောက်ပိုင်းရောဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ကျဲသွားတယ်တော်တော်ပြင်းမှာအိမ်တွေကိုခါသွားတယ်ဂျက်တိုက်လိုက်ရင်စဖြတ်သွားတဲ့ကနှိမ့်နှိမ့်လေးပြန်သွားတာပြင်မှတ်တွေ့သွားတော့အိမ်စင်မီကျဲသွားတာအိမ်ကိုခါနေတာပဲဟုပြောဆိုသည် တရုတ်နိုင်ငံ၏ဂျာဝင်မှုဖြင့်ဧပြီလ28ရက်နေ့နှင့်ဧပြီလ29ရက်တို့တွင်ဆက်ကောင်စီကိုယ်စားလှယ်နှင့် TNL မှဒုတိယပို့ချုပ်ကြီးတာချုပ်ကြားဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တွေတွေ့ဆုံခဲ့ကြောင်း TNL တပ်များအနေဖြင့်နောင်ချိုကျောင်းမဲတေဘောမိုးကုတ်မိုးမိတ်စသောဒေသများမှပလောင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်နန်ဆန်မန်တုံမြို့နယ်အတွင်းထိသို့ပြန်လည်ဆုတ်ခွာရန်ဆက်ကောင်စီကတောင်းဆိုလာကြောင်းအဆိုပါတောင်းဆိုချက်ကို TNL ကိုယ်စားလှယ်များကသဘောမတူနိုင်သဖြင့်ဆွေးနွေးပွဲပြည့်ပြဲခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်သည် ဆက်လက်ပြီးကော့ဂရိတ်ဂျုံတို့တိုက်ပွဲမှာစစ်ကူလာတဲ့စစ်ကောင်းစီစစ်ကြောင်းအထင်းနာနေဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။တိုက်ပွဲရပြင်းထန်နေတဲ့ကရင်ပြည်နယ်ကော့ဂရိတ်တောင်ပိုင်းနဲ့ကျုံထိုးမြို့အနီးစစ်ကိုတက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းအထိနာနေပြီးစစ်ကောင်စီတပ်ကကြေးရွာတွေအပေါ်လေးချောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတယ်လို့နေမြေကန်တရင်ရင့်မြင့်တွေကတန်လင်းတိုင်းကိုပြောပါရယ် ။ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကစလို့ကျုံတို့မြို့အနီးနွားချံကုန်းရွာဘက်မှာစစ်ကူတက်ရောက်လာနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNL ဦးဆောင်တဲ့မာမိတ်တော်လိုင်းအင်အားစုတို့ကြားတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဘက်ကထိနာခဲ့ပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့တော်လိုင်းရင်တရင်စုရင်မြစ်တွေကတရင်ဖော်ပြထားပါတယ်။ တော်လိုင်းအင်းအားစုရိစုံမထိန်ချုပ်ထားတဲ့ကျုံတို့ကော့ဂရိတ်လမ်းမိုင်းနွားချန်ကုန်းကနေကိုရိုင်းအထိပြန်လည်သိမ်းပိုင်နိုင်မှုနဲ့စစ်ကူပေးနိုင်မှုအတွက်စစ်ကောင်စီတပ်ကဧပြီလတတိယပတ်လောက်ကမော်လမြိုင်ပန်းကနေအင်းအားအလုံးရင်းနဲ့ကျုံတို့မြို့အနီးကဂျိုင်းဒေသတွေကိုစစ်ကူရောက်ရှိလာခဲ့တာပါတိုက်ပွဲမှာအထိနာခဲ့တဲ့စစ်ကောင်စီတပ်ဟာမေလတရနေ့ညပိုင်းမှာကျုံတို့မြို့ရှေးမြောက်ကချောင်းပြားချောင်းရင်စုကြီးရွာတွေပေါ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာအရသာထိခိုက်မှုမရှိခဲ့ပေမယ့်နေအိမ်ဆောက်အုပ်ချုပ်ထိခိုက်မှုရှိခဲ့တယ်လို့ဒေသခံတွေရင် မြက်ကသိပေးပါရယ်။တိုက်ပွဲကြောင့်ကျောင်းတုံးမြို့အနီးနားကျေးရွာတွေကဒေသခံပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေထားရတာဖြစ်ပါရယ်။ဒါပြင်မေလာနေရနေ့နေ့လယ်ပိုင်းအချိန်မှလည်း KNU တပ်မ6နယ်မြေကော်ဂရိတ်တောင်ပိုင်းကိုစစ်ကောင်စီတပ်ကလေးကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်နေတယ်လို့နေမြေကန်သတင်းရှင်မြစ်တွေကဆိုပါရယ်။ ကွန်ကရစ်ကြုံတို့တိုက်ဝဲ၃ဘက်နေပါရှိလာတဲ့ချိန်မှာစစ်ကောင်းစီတရက်၄ချောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ကြုံတို့ကွန်ကရစ်နယ်ကဒေသခံပြည်သူ၂၀ကျော်သေဆုံးသွားခဲ့ပြီး30နေပါထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူဦးရဲတောင်းချီဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။စစ်ဘေးရှောင်နေရတဲ့ရက်တွေအချိန်ကြာလာတဲ့အများစစ်ဘေးရှောင်ပြည်သူတွေဟာနေထိုင်မှုနဲ့စားရိတ်ရိတ်ခါရရှိမှုတွေဇမ်းမာရေးပြဿနာတွေရင်ဆိုင်ကြုံတွေ့နေရလဲရှိပြီးအကူအညီတွေလိုအပ်နေစေဖြစ်တယ်လို့သွားရောက်ကူညီပေးနေတဲ့အရက်ဘတ်ဖွဲ့စည်းတွေကဆိုပါတယ် ်။စစ်ကောင်စီတပ်ကတော့အာရှလမ်းမိုင်းမှာရှိတဲ့အောင်စီရစစ်ကြောင်းအပောင်းဝင်ကော့ဂရိတ်ဂျုံတို့လမ်းမိုင်းတွေကိုပြန်လည်သိမ်းပိုက်ထိုးပေါက်နိုင်မှုအတွက်ဇိုင်းဒေသတွေမှာအခြေချတပ်ဆွဲထားတဲ့တပ်ရင်အားတွေကတဆင်စစ်ကူပေးဖို့လျက်ရှိနေပြီးစစ်ကောင်စီတပ်ရင်ဌာနချုပ်တွေအပောင်းဝင်စစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုမှတိုက်ခိုက်လျက်ရှိနေတာဖြစ်ပါရဲ့ရှင်။